မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိတဲ့မတိမငြိမ်မှုများနဲ့အကြမ်းဖက်မှုဖြစ်စဉ်များဟာပညာရေးအားနည်းတဲ့ဒေသများမှာပုံမှုဖြစ်ပွားရာကိုတွေ့ရှိရမှာဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဘူဂျုံမူချင်းမင်းအောင်လိုင်ကပြောကြားပါသည်။နာဆာကဥက္ကဋ္ဌဟာဇွန်လ17ရက်နေ့ကမြို့လင်ဒေသရေဖူလုံစွာရရှိရေးပညာရေးကဏ္ဍမြန်မာရေးနဲ့တန့်ရှင်းတရားလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုလိုက်လံကြည့်ရှုဆက်စည်းခဲ့ပြီးပြည်ဦးလီမြို့အမှတ်3ခြေကပညာထက်တန်းကျောင်းတွင်ဆရာဆရာမများအားတွေ့ဆုံပြီးအမ စကားပြောကြားရာတွင်အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်မိမိတို့နိုင်ငံတွင်ဖြစ်ပွားလျက်ရှိတဲ့မတိမငြိမ်မှုများနဲ့အကြံဖတ်မှုဖြစ်စဉ်များကိုကြည့်မယ်ဆိုပါကပညာရေးအားနည်းတဲ့ဒေသများမှာပုံမှုဖြစ်ပွားတာကိုတွေ့ရှိရမှာဖြစ်ကြောင်းအတန်းပညာတက်များမှုအားနည်းခြင်းသိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကြံဖတ်မှုလုပ်ရများကိုလှုံ့ဆော်လာကြခြင်းဖြစ်ပြီးဒေသနဲ့ဒေသခံများရဲ့လူမှုစီးပွားပွားကိုပါထိခိုက်လာစေကြောင်းနာဆာကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားပါသည် ဒါကြောင့်ဆရာဆရာမများအနေနဲ့မိမိတို့သင်ကြားပေးနေရတဲ့ကလေးငယ်များအားအတန်းပညာသင်ကြားပေးခြင်းဖြင့်အကောင်းဆုံးအကြောင်းအကျိုးကိုခွဲခြားသိမြင်နိုင်စွမ်းရှိစေမယ့်အသိပညာနဲ့တွေးမြင်များကိုသင်ကြားပေးရမှာဖြစ်ကြောင်းလည်းဆက်လက်ပြောကြားပါသည်။ အလားတူကျောင်းသားကျောင်းသူများရဲ့အတန်းပညာတက်မြောက်ရေးဖြင့်စိတ်တနဲ့စည်းကမ်းကောင်းမှုရေးအတွက်တင် जा ရေးတာဝန်ယူထားရတဲ့ဆရာဆရာမများကစာဝတ်ပေးကြမှာဖြစ်ကြောင်းစည်းကမ်းယူထားရှိတဲ့ကိန်းဂဏန်းချက်လက်များအရမိမိတို့နိုင်ငံအနေနဲ့ပညာရေးအပေးမြင့်တင်ရန်လိုအပ်ချက်များစွာရှိနေစေဖြစ်ပြီးလူဦးရေ90ရာခိုင်နှုန်းခန့်မှာပညာရေးအားနည်းလျက်ရှိနေကြောင်းပြောကြားပါသည်။ ငယ်စဉ်ကလေးဘွားရင်းကြောင်းတရတဲ့အချိန်များတာကြောင့်ဆရာဆရာမများရဲ့တုံသင်ဆုံးမပေးမှုကိုပုံမရရှိကြကြောင်းကြောင်းလုံးဝမနေသူများအနေနဲ့ဆရာဆရာမများရဲ့တုံသင်မှုအောက်တွင် နေခဲ့ကြရခြင်းမရှိခဲ့ကြောင်းအတန်းပညာသင်ကြားပေးရမှာဖြစ်တဲ့ကဲ့သို့စိတ်တက်စည်းကမ်းကောင်းမွန်ရင်းတိုင်းချစ်ပြည်ချစ်စိတ်နဲ့မျိုးချစ်စိတ်များမြင်မာစေရေးတို့အတွက်လည်းဆရာဆရာမများအနေနဲ့စနစ်တကျလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း စိတ်တဲ့စည်းကမ်းကောင်းမွန်ရေးအမျိုးသားရေးစိတ်တဲ့မြန်မာရေးဟာအဓိကအရေးကြီးကြောင်း NASA ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားပါတယ်။